ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်တို့ဒီညာတင်ကုတ်ဗီဒီယိုလေးကိုအားပေးကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ကြောင်းလာပြောတာဖြစ်ပါတယ်ပြီးတော့ဒီညာတင်ကုတ်ဗီဒီယိုလေးအောက်မှာရှိတဲ့ comment လေး YouTube တို့ Facebook တို့ TikTok မှာ comment မှန်းကြတဲ့လူတွေအားလုံးကျွန်တော် appreciate ဖြစ်ပါတယ်။အဲ့ထက်တချို့သော comment လေးတွေကြတော့ကျွန်တော် reply ပြန်ဖို့ကမသင့်တော်လို့ video လေးနဲ့ပဲကျွန်တော်စုပေါင်းပြီးတော့ reply ပြန်ပေးလိုက်ပါတယ်ဗျ။အဲ့တော့ကျွန်တော်မိတ်ဆွေတွေဘိုးသူဒါတစ်ခုရမယ်လို့မျှော်လင့်ပါတယ်။ YouTube က comment တွေကျွန်တော်စပြီးတော့ဖတ်ပြပေးပါမယ်ဗျ။ကြားဘူးလေတဲ့ဘိုးသူဒါရပါတယ်တဲ့။မြတ်စွာဘုရားရဲ့တာသနာကိုတာသနာပြုခြင်းနဲ့ဆိုတာကိုကကိုယ့်ရဲ့နှလုံးအိမ်ထဲမှာရှိတဲ့ဓမ္မအသိတွေကိုရင်နဲ့တာသနာပြုနိုင်အောင်အစဉ်တစ်ခုအထိကျင့်ထားမှတာသနာပြုလို့ရတယ်လို့သိထားပါတယ်တဲ့။ဖျားမဟုတ်ညာတင်ကုတ်ရှိတော့မှတာသနာပြုမယ်ဆိုတာကတော့ဆိုပြီးတော့သူကအပြုံးလေးပြထားတယ်ပေါ့နော်။ဒါကတော့ ယ်နဲ့မဖြစ်နိုင်ဘူးလို့သူကပြောတာပေါ့ဒီစကားလေးကျွန်တော်လက်ခံပါတယ်သူပြောတာလည်းမှန်ပါတယ်တကယ်တော့ကျွန်တော်တို့ကဒါအပေါ်ယံသာသနာပြုမယ်သာသနာပြုမယ်လို့ပြောတာပတ်ဆိုင်ရှိမှသာသနာပြုနိုင်မယ်လို့ထင်ကြတာပေါ့နော်ဒါပေမဲ့သူပြောတဲ့အတိုင်းပါပဲသူတို့နှလုံးအိမ်ထဲမှာမြတ်စွာဘုရားရဲ့တရားအတိတွေဓမ္မအတိတွေကိန်းအောင်နေပြီဆိုလို့ရှင်လင်းဒါသာသနာပြုနေခြင်းဖြစ်ပါတယ်သူပြောတာကျွန်တော်လက်ခံပါတယ်နော်ဒါရေးတဲ့အားနေရင်တခြားဟာတင်ပါလားတဲ့ မြန်မာနိုင်ငံကထေရဝါဒဗုဒ္ဓသာသနာနိုင်ငံဖြစ်ပါတယ်။အဲဒီကွန်မန့်လေးမှန်းနေတာကျွန်တော်အမေရွယ်လောက်ရှိတဲ့အန်ဒီလို့ကျွန်တော်ထင်ပါတယ်။ဆိုတော့ကျွန်တော်အန်ဒီကိုဒီနေရာနေပဲ reply ပြန်လိုက်ပါတယ်။ကျွန်တော်အားမနေပါဘူး။ဆိုတော့ဒါလေးရတစ်ချက်ပေါ့နော်။ပြီးတော့မြန်မာနိုင်ငံကထေရဝါဒဗုဒ္ဓသာသနာနိုင်ငံမဟုတ်ပါဘူး။မြန်မာနိုင်ငံမှာဘာသာပေါင်းစုံနေထိုင်နေကြပါတယ်။ဒါလေးတစ်ချက်ပေါ့။ ပြီးတော့ကျွန်တော်ပြောတဲ့အကြောင်းအရာထေရဝါဒဗုဒ္ဓသာသနာကြောင့်ကျွန်တော်ပြောမယ်ဆိုပြီးတော့ညာတင်ကုတ်အကြောင်းကျွန်တော်ပြောလိုက်တာမဟုတ်ပါဘူးကျွန်တော်ညာတင်ကုတ်အကြောင်းဘုဒ္ဓတအနေနဲ့ပြောပြတာဖြစ်ပါတယ်ကျွန်တော်ဗုဒ္ဓဘာသာကြောင်းပြောနေတာမဟုတ်ပါဘူးဒါလေးတစ်ချက်ပေါ့နော်အန်တီနည်းနည်း miss understanding ဖြစ်ပြီးတော့ comment လေးလာမယ်လိုက်ကျွန်တော်ယူသေးသွားနေပြန်ပြန်ဖြေလိုက်ပါတယ်အမှန်ရဲ့ဘုဒ္ဓဘာသာကြောက်နေလို့ညာတင်ကုတ်ဆိုတာကလည်းညာဘက်တင်မာရလို့ပါမနောက်နေတော့ င်းမင်းမှာရှိနေတဲ့ဟာတဲ့မင်းပြောတဲ့နှစ်ခုနဲ့တစ်ခုလားတဲ့မယုံဘူးကွာတဲ့တစုံတယောက်ကိုပေါ့နော်ဒူးတော့ပြအောင်လှုပ်ခိုင်းကြည့်ပါလားတဲ့အဲ့ဒါကျွန်တော်လည်းမလုပ်တတ်ဘူးပြဟုတ်တယ်ကျွန်တော်ဗီဒီယိုထဲမှာလည်းရိုးသေးသေးပြောပြီးသားပါเนาะကျွန်တော်လည်းတခါမှတော့မဆမ်းမှုပါဘူးလို့ကျွန်တော်ပြောပြီးသားဖြစ်ပါတယ်ဟုတ်အဲ့ဒီ PC ကိုသွားဆမ်းရင်လည်းကျွန်တော်ထိုးခံရလိမ့်မယ်ဟုတ်ကျွန်တော် PC မှမဟုတ်တာအဲ့လောက်စွန်းနေရင်တူကြုံလက်အောက်တောင်မရောက်ခဲ့ပါဘူးတဲ့ဒီလိုဟာတွေကြောင့်ပဲငါတို့နိုင်ငံသားတွေမွေးနေတာတဲ့အဲ့ तू ပြောတာအင်္ဂလိပ်ခေတ်ကိုရောက်သွားပြီဒီဘက်ခင်မဟုတ်တော့ဘူးเนาะဆိုတော့တခါလေကြောက်လို့ရှိရင်အဟမ်း အမေရိကန်ကိုနိုင်တဲ့အဆောင်ပဲလိုချင်ပါတယ်နိုင်ငံကိုဒုက္ခပေးလို့လိုပါတယ်အဲ့ဒါကြတော့နည်းနည်းဒေါ်နယ်ထွန်းနဲ့နည်းနည်းရှင်းရအောင်နီး14နီးနဲ့စစ်ထားတာ1900ကျော်ညာတင်ကုတ်တွေ့ဘူးတဲ့ယူသွားတဲ့နှစ်ယောက်တော့တည်သွားပြီအဲ့ဆိုကျွန်တော်သူများပြန်ပေးလိုက်တာတော်သေးရပါတော့အဲ့ပစ္စည်းတွေကိုပိုင်တဲ့သူအနေနဲ့တဲ့တစုံတစ်ယောက်ကိုတက်လို့မရဘူးလားတဲ့အဲ့လောက်စွမ်းနေရဆိုလို့ရှင်တက်ပြပါလားတဲ့ဆိုတော့ဒီကွန်မန့်လေးကိုပေါ့နော်မင်းအခုပြတဲ့အယုတ်ကားတဲ့အရန်စွမ်းနေရဆိုရင်တဲ့လှုပ်ဆန်းပါတဲ့မြန်မာပြည်ငြိမ်းချမ်းသွားအောင်အရင်လှုပ်ပါလား ီကွန်မန်ဒီဒါတွေကစုပြီးပြောရမှာမလို့เนาะတခါတည်းဖက်ကြလိုက်တာပေါ့လို့ပဲစားတွေပဲဖန်တီးနေကြတယ်စိတ်ပြက်เสียပါပဲတဲ့လောကီပညာတွေဘာတွေညာတွေရတဲ့ဘာတွေလာပြောနေရတယ်တဲ့လောကီပညာကိုလောကုတ္တရာနဲ့လာမယောနေတာအဲပြီးတော့သူဆဲထားတယ်ပေါ့เนาะ ဲ logi ဆိုတာ logi ပါပဲတဲ့ logo dra ဆိုတာ logo dra တလမ်းပဲရှိရလို့ဖះပြောပြီးသားပဲဒီဘက်ကမဟုတ်သေးပါဘူးခုနကတော့ तू အင်္ကာနဲ့တိုင်းပြီးဆဲထားတယ်ပြီးတော့ဖះရည်တရားတွေလာပြောနေဆိုတော့ तू လောက်ရက်ကမားနေလေနော်ကျွန်တော်ပြောချင်တာကျွန်တော်အဲ့လိုမျိုးစုံစုံမှကျင်နေဆိုရင်အဲ့လိုဆဲရမလို့ပါဘူးကောင်းကောင်းမုံပြောပါနော်ဒါဆိုတော့ကျွန်တော်မိတ်ဆိုတာဖះကြောင်းလည်းပြောတယ်ဆဲလည်းဆဲထားတယ်ဆိုတော့ဖះအောင်နည်းနည်းအားနာသေးတယ်လို့ကျွန်တော်ထင်တယ် okay ဆက်ပြီးပြောပြအောင်မယ်အဆောင်ရဲတရားတွေကိုဘာသာရေးနဲ့ရောင်းရင်ဖះရှင်ကိုစော်ကားတာပါပဲတဲ့နိုင်ငံတော်လိုလိုဘိုးတော်လိုလိုဟာတွေနဲ့ဖះကိုစော်ကားနေကြတာကျေးဇူးတင်ပါတယ်လို့ကျွန်တော်က နေနိုင်အခုတော့တော်ကြီးွားတော့ဗောနော် နောက်တစ်ယောက်မှန်ထားမိုက်တယ်သူလည်းရောက်ဘူးပါတယ်လက်ထဲမှာခိုက်လို့ဖုန်းကြောင်းလူလိုက်ပါပြီဆရာတို့ရတော့ဘလို့နေလဲမသိဘူးဒီတယောက်လည်းမိုက်တယ်ဗျာနော်မိုက်တယ်ဆိုတော့တော်တော်မိုက်မဲပါတယ်မြတ်စွာဘုရားသာသနာနဲ့ဘာမှမဆိုင်ပါဘူးတဲ့ဒါတွေကသာသနာဖြတ်မဲ့အရာတွေပါတယ်ရေသနာသုံးပါးကိုလူတွေအထင်သေးကုန်ပဲဒါတွေကြောင့်တမျိုးကြီးပဲနော်ဆိုတော့အဲ့လိုကိုမမန်တဲ့ပုံကိုကျွန်တော်က ဟိုတခုံးမဲ့မေးချင်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေရောရေသနာသုံးပါးကိုဘယ်လောက်ထိယုံကြည်တတ်ဝင်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးဘာတွေလုပ်နေလဲဆိုတာလေကိုမန့်ပြန်ပြီးတော့မှတ်ပေးခဲ့ပါဒီဗီဒီယိုလေးကိုမြင်နေဆိုရင်ပေါ့နော်အဲ့ဒါဆိုကျွန်တော် TikTok မှာထပ်ပြီးတော့ဖတ်ကြည့်အောင်အာပြီးတော့ဒီကကိုကျော်မင်းဦးဆိုတဲ့ယောက်ကကိုကျော်စွာတင်ထားတယ်လို့ရေးထားတယ်ကျွန်တော်လည်းပြန်ဖြေလိုက်ပါတယ်ကျွန်တော် content copy လုပ်ထားလားဆိုတော့ပြန်ပြီးတော့ကြည့်ကြည့်ပြပါလိမ့်နော်ဟုတ်တယ်ကျွန်တော်တို့ကအကြောင်းအရာတစ်ခုဖန်တီးတော့မယ်ဆိုကျွန်တော်တို့ရှေ့မှာဖန်တီးခဲ့လူတွေပြန်သွားကြည့်ပါတယ်ငါတို့တို့နဲ့မတူအောင်ဘယ်လိုလုပ်မလဲတို့အုံနောက်ကိုငါတို့ဖောက်စားသလိုမဖြစ်အောင်ငါတို့ဘယ်လိုလုပ်မလဲဆိုကျွန်တော်အမြဲတမ်းစဉ်းစားပါတယ် ဘာလို့ဆိုရှေ့ရလူကကောင်းကောင်းရှောက်ပြီးသွားပြီကျွန်တော်ကကန့်လန့်တော့တိုက်လို့မရဘူးလीเนาะအဲပြီးတော့ဒီမှာ comment မဲ့ဆိုအကျော်စွာ promise တဲ့ဆိုတော့ဒီ comment တွေကိုကျော်စွာမြင်တော့ကျွန်တော်နဲ့တူတူရည်မိမှတေးချပါတယ်ဘာလို့ကျွန်တော်ကိုကျော်စွာနဲ့တူလို့လားဗျကျွန်တော်အကိုကြီးကို appreciate ဖြစ်ပါတယ်လေးလေးလေးစားပါတယ် तू ကကျွန်တော်ထက် senior အများကြီးကြပါတယ်ကျွန်တော်ကစာရေးတဲ့လမ်းကြောင်းပေါ့နော် तू ကတော့ဒီ blog လမ်းကြောင်းတွေမှာ तू ကဖောက်ခဲ့တာဖြစ်ပါတယ်သူစီကလည်းကျွန်တော်အများကြီးတင်ယူရပါတယ်ဒါပေမဲ့ကျွန်တော်ကိုကျော်စွာလူမျိုးမတူအောင်တက်နိုင်များစူးစမ်းခဲ့ပါတယ်ကျွန်တော်ကကျွန်တော်ပါပဲကိုကျော်စွာကကိုကျော်စွာပါပဲအဲ့လိုလေးပဲမြင်ပြီးပါတော့ ောက်ဆိုကျွန်တော် Facebook က comment လေးထပ်ပြီးတော့ဖတ်ပြပါမယ်ဗျာဒီမှာတယောက်က comment မှန်တာအေးလေးတဲ့ညီလေးတဲ့မင်းလက်ထဲမှာရှိနေတာပဲလေးတဲ့စမ်းကြည့်လေးတဲ့မင်းအောင်လို့ရှိရင်ဒီလိုတောင်ကြော်ညာစားနေမှာမဟုတ်ဘူးတဲ့စမ်းပြီးတော့ရောင်းလိုက်မှာမဟုတ်ဘူးလားတဲ့ဟုတ်ပါတယ်ဗျာကျေးဇူးပါဒါပေမဲ့ကျွန်တော်ပြည်စီမမဟုတ်ဘူးလေနော် မရောမင်းနဲ့အခိုးခံလိုက်ရရင်ဘရိုတဲ့ဒါဆိုရင်တော့ညတင်ဟုတ်ကတခိုးရွေးချယ်လိုက်တာဖြစ်ဖြစ်မှာပါဒါပဲဖြစ်နိုင်တာတော့ဘာလို့ဆိုတော့ तू ကကျွန်တော်ပြန်ရွေးချယ်တဲ့နေရာမှာပါတာပေါ့နော်ကျွန်တော်ကသူ့ကိုရွေးချယ်လို့မရဘူးဘာဖြစ်ဖြစ်အခုခေတ်လူငယ်တွေတဲ့ဗုဒ္ဓလည်းရတယ်လို့ပညာလည်းရပါတယ်တဲ့ အကိုကြီးတဲ့မမြင်မှုတာတော့အမှန်ပါပဲကျေးဇူးတင်ပါတယ်။သူပြောချင်တာဗုဒ္ဓတာလည်းရရလို့ပြောချင်တာဖြစ်ပါလိမ့်မယ်။ဆိုတော့ဗုဒ္ဓလည်းရရလို့ရေးထားတော့ကျွန်တော်နည်းနည်းလေးပြုံးမိသွားပါတယ်။ဒါပေမဲ့ကြတော့ပါဒီမှာရေးထားတာငပီးပုံးနဲ့ဆုံးကတ်လို့ရှိရင်တဲ့ဒီညာတင်ကုတ်စင်နုတော်ကအနောက်ဘက်ကိုလှည့်သွားတယ်အသိစီမှာရှိတယ်။သူ့ကို comment reply ပြန်ထားလေးသဘောကျလို့ပါ။နယ်လို့နေမှာပါ။ဆိုတော့ဒါစတာမဟုတ်ပါဘူးနော်။တကယ်တော့စတာပါ။ထိုင်းခေါ်နေဆိုလို့ရှိရင်တဲ့ packing လို့ခေါ်ပါတယ်တဲ့။ဘလို့ကြီးလည်းမသိဘူး။နောက်စီကနေထွက်သွားတယ်။သူမရောတဲ့ညာတင်ကုတ်နဲ့ပြန်ခေါ်လို့ရလာတယ်။ ဒါတော့ထိရှာဝန်းနေသွားပြီမလားဒီကွန်မန့်အနေနဲ့စားရတယ်ဗျာဒီလားလို့တရရတယ်လို့ပြောပြီးတော့တယ်ဘာလို့လိုက်ရောင်းနေကြတာလဲဆိုရင်ဒါလေးစဉ်းစားနေရပဲပေါ့နော်နံပါတ်တချို့အရာတွေကလို့တရရတယ်ဆိုပေမဲ့ကိုမတုံးတက်လို့မစွမ်းတာမျိုးလည်းရှိတယ်ဗျာဆိုတာနှိုးတဲ့ခါတိုင်းပဲတော့ရှိနေတာတော်တော်များများကွန်မန့်ထဲမှာသာသနာပြုမဲ့အကြောင်းတွေလူသားတွေအားလုံးအေဂျင့်စီခြင်းတဲ့အကြောင်းအရာတွေကွန်မန့်မှန်ကြတာတွေ့တယ်ဒီအတွက်လည်းကျေးဇူးတင်ပါတယ်ဗျာဖះမဟုတ်ညာတင်ကုတ်ဆိုပြီးတော့တဲ့လိန်ပြီးတော့ရောင်းနေကြတာရှိပါတယ်ကျွန်တော်တို့ကရော်တရာမှာပဲလုပ်နေတာပါတဲ့ဒါကွန်မန့်မှန်ထားတာကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ ဓာမြက်ပစ္စည်းတွေကတော့အတုတွေများပါတယ်သတိထားကြပါဦးဒီတယောက်လည်းမိုက်နေဒါဒါဒါကိုမန့်မအောင်ယာချီရဲ့တဲ့ဘာမှကိုမန့်လေးတခုပေါ့နော် brother အားရကိုကျော်စွားရဲ့ညီလာတဲ့ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတာဒါကျွန်တော်တို့အပြင်မှာညီကိုလိုနေကြတာပေါ့နော်သွေးသားတော့မတော်ဆက်ပါဘူးဒါပေမဲ့ညီကိုလိုပါပဲဗျကျွန်တော်အကိုကြီးကို respect ပေးပါတယ်ဗျအိမ်ခေါ်ထိုးမှဆိုလို့ပါအတော့မတက်လို့ရှိရင်လည်းကြာလာရင်တထောင်သားရုပ်ပေါက်လာပါလေ။သူကမာရင်ကနဲ့မားပြောတာဖြစ်ပါလိမ့်မယ်နော်။ကျွန်တော်ပြောတာညာတင်ကုတ်ပါမာရင်ကမဟုတ်ပါဘူး။ ပြောတော့တဲ့မြန်မာတနိုင်ငံလုံးမှာနှစ်ခုပဲရှိတယ်ဆိုတဲ့ comment ဖတ်လိုက်တာ comment ရေးတဲ့လူတိုင်းမှာညာတင်ကောက်ကရှိနေပါရောလားတဲ့ကျွန်တော်မှပဲမရှိတာပေါ့လို့ကျွန်တော်လည်းတူတူပါ ီမှာတခြားဘာသာဝင်တယောက်ကလည်းနည်းနည်းဝင်ပြီးတော့ပြဿနာရှာတာလေးတွေ့တယ်ပေါ့နော်အဲ့ဒါကိုသူ့ဘာသာဝင်တယောက်ကဝင်ထိန်းထားတယ်ကျွန်တော်တွေ့ရတယ်ပေါ့နော်ငါလည်းဒီဘာသာဝင်မှာပဲငါလည်းလူအသိဉာဏ်စတဲ့အချိန်ကစပြီးတော့ဘာသာတရားအလုံးကလေ့လာလိုက်စားပါတယ်ငါအလုံး appreciate ဖြစ်ပါတယ်တစ်ဖက်ဆောင်းနေပြောတာမျိုးတော့လက်မခံပါဘူးဆိုပြီးတော့သူဝင်ပြီးတော့ခြေပပေးထားတယ်ကျေးဇူးတင်ပါတယ်ဗျအဲ့ရမြောက်တဲ့ဆင်ရုပ်တရုပ်တော့တွေ့ဘူးပါတယ်ရှေးရခင်ကအင်္ဂလိပ်လက်ထက်နာမည်ကြီးလို့ဘလို့မှဖမ်းမမိတဲ့တပြားပေါ်ကြီးတယောက်ရှိတယ်သူကသူ့မိသားစုအမွေပေးခဲ့တာပါတဲ့အထဲမှာအနီရောင်လုံးလေးလှုပ်ကြည့်လို့ရှိရင်အတန်ပြီးပါတယ်တစ်ခါတလေကြရင်လည်းမမြည်ဘူးတဲ့ ဖျားဆင်ပေါ်မှာတင်ထားရင်မျက်နာကနေပြီးတော့မှအယောင်ပြောင်းပြောင်းသွားတယ်ပြီးတော့အရက်မျက်နာကိုလည်းသူကလှဲ့နေပြီးပြောင်းသွားတယ်ညာတင်ကုတ်လိုပါပဲတဲ့ဖျားပုံတော့မဟုတ်ဘူးတဲ့စင်ရုပ်ပုံပါတော့ဒါလေးလည်းစိတ်ဝင်စားစရာပေါ့နော် 1988ခုနှစ်လောက်ကထုတ်ဝေတဲ့လစဉ်ထုတ်မဂ္ဂဇင်းမှာလည်းပါတယ်တဲ့အင်းတော်ကြီးဒေတာမှာဒီအရုပ်တွေကိုမျိုးစုံရောင်းချနေတဲ့အကြောင်းရေးသားဖတ်ပူးပါတယ်ဒါကျွန်တော်တို့မမွေးတဲ့ကာလတွေပေါ့နော်တို့ကြောင်မဲဖတ်မှာတဲ့ညာတင်ကုတ်တန်မိုးနားမလဲတဲ့ဘိန်းစားတွေရတဲ့သူ့အဖေဟာတွေကိုယူပြီးရောင်းတာ9သိန်းနဲ့ရောင်းလိုက်တယ်ဒါဆက်ပေးရတဲ့အတွက်ကြောင့်ပွဲစား15သိန်းရတယ်ဝယ်သွားတဲ့သူကထိုင်းမှာသွားပြန်ရောင်းတာ3000တောင်တောင်ရတယ်လို့ပြောတယ်ဗျပြောမပြတတ်အောင်နှမျောချက်ပါပဲရှမ်းမျိုးသားတယောက်ကိုမမှန်သွားဖြစ်ပါ ဒီကောက်နံပါတ်တော့ကျွန်တော်ဒါ screen shot လေးပဲရိုက်ထားတယ်။သူ့တော့ကျွန်တော်သဘောကျလို့ပါ။မိုးစိန်ဆိုတာကဟိုးရင်ထဲကမင်းပါပဲတဲ့။ paralogue စာရီရေးတယ်။ပောက်ကရရီရေးတယ်တဲ့။တက်လာတော့မင်းပါကောင်လဲဆိုတာငါသိလိုက်ပါပြီတဲ့။မင်းကဘာဘာသာကိုးကွယ်တာလဲတဲ့။ဖျားသားတော်တွေကသင်္ကန်းညုံလို့ရှိရင်ညာဘက်ပါပဲတဲ့။မင်းကအခုကညာတင်ကုတ်ကမင်းညာတင်ကုတ်ကငုတ်တင်ကလားတဲ့။ဘယ်ဖျားမှညာတင်ကုတ်ဆိုပြီးတော့တဲ့။ငါ90နိဘတ်တော်ထဲမှာထည့်မောထားဦးတဲ့။ဒါကြောင့်ပါဒီ brother ကကျွန်တော်ဗီဒီယိုလည်းအဆအဆုံးမကြည့်ပဲနဲ့တိုက်တယ်ကြည့်ပြီးတော့ကျွန်တော် play လာ blame တာဖြစ်ပါတယ်။ဆိုတော့ကိုတုခကျမ်းပါပါသေးဗျ။ ကျွန်တော်စာရီလည်းအရင်ထဲကတွေ့ဘူးလေဆိုတော့ကျွန်တော်ဘယ်တည်းကမုံတီနေလဲတော့မသိဘူးနော် brother ဘွားတစ်ယောက်လုံးလူတယောက်ကိုဗလိမ်းဖို့အတွက်ရှင်းတိုင်းနေရ brother ကိုကျွန်တော်တကယ်တနာမိပါလေဗျကိုစိုးညွန့်ဆွေဗုဒ္ဓဘာသာမှန်ရင် तू ပြောနေတာတွေမယုံသင့်ပါဘူးတဲ့ပေါက်ပန်း40တွေပြောနေတာပါတဲ့ဖះရှင်ကတဲ့အနတ္တဝါဒဖြစ်တဲ့တကြောင်အခုလိုကိစ္စတွေကိုစိတ်ဝင်စားနေဖို့မလိုပါဘူးတဲ့ပေါက်ပန်း40တွေပါတဲ့ ကျေးဇူးတင်ပါတယ် brother ပြောရလဲမှန်ပါတယ်ဒါပေမဲ့ brother ကဘာတွေလုပ်နေလဲကျွန်တော်သိပြရသေး brother account နဲ့ကျွန်တော်ဝင်ကြည့်တာကတော့ save the hot pot date တို့ဘာလို့တော့ကျွန်တော်တွေ့တယ်ပေါ့နော် brother ဘာသာရေးနဲ့ပတ်သက်ပြီးဘာတွေလုပ်နေလဲဘယ်လိုကမန်ထန်းတွေများအထုံနေလဲအနတ္တဝါဒလောက်ထိတည်တယ်ဆိုတော့ brother ဘာတွေများလုပ်နေလဲဆိုတာလဲကျွန်တော်ဒီ video လေးအောက်မှာ comment လေးမှတ်ပေးပါဦးနော်ဒီ comment လေးကတော့ဘိုးသူရရစီလေးဗျာ ဖျားမုံညာတင်ကုန်တဲ့မြန်မာပြည်မှာဆက်ရှိရုံတဲ့အရေးကြီးခေတ်တွေတော့ဟာတဲ့ဂျာဆိုရင်အစ်စ်ကရိုးရှင်းပါတယ်တဲ့အဲ့ဒီခေတ်မှာတော့အရေးကြီးတွေကမြတ်စွာဘုရားကိုကိုးကွယ်တာကိုအတုယူပြီးတော့ရုပ်ဆောင်နေဆင်ပြီးတော့တူအောင်လို့သူကလုတ်ခိုင်းနေတဲ့ပြီးရင်ကိုယ်ထဲမှာအောက်လန်းတက်လုံးတွေကိုတွင်းနေတဲ့အခုခေတ်လူတွေလိုက်နေတဲ့စီးပွားရေးတိုးတက်ရေးအောင်မြင်ရေးနောက်ကိုလိုက်နေကြတာအမှန်ပါပဲတဲ့မဆောင်သင့်ပါဘူးတဲ့အနော်ထားပြီးတက်ခတ်သုံးပုံပင့်လာပြီးတဲ့အချိန်အစားမြတ်စွာဘုရားကိုပဲကိုးကွယ်ရမယ်လို့အမိန့်ထုတ်လိုက်တယ်အဲ့တော့အိမ်တိုင်းကိုလိုက်ပြီးတော့စစ်ဆေးတဲ့အချိန်မှာဒီအရေးကြီးတွေရဲ့လက်ထဲမှာအရေးကြီးဆရာတော်တွေကင်ထားတဲ့လက်ထဲမှာဒီညာတင်ကုန်တွေကိုတွေ့ရတယ်လို့ပြောရတယ်ဗျဒီကုန်မှန်လေးတော့ကျေးဇူးတင်ပါ ါတယ်ဗျ။နားထောင်လို့တော့ကောင်းပါတယ်။ဒါပေမဲ့အရေးကြိုးရင်တော့၃ချိန်အတိုင်းမူလအတိုင်းပြန်ဖြစ်တယ်ဆိုတာလွန်တာပေါ့တဲ့။ဒါလေးလည်းကျေးဇူးတင်ပါတယ်။ဘာလို့ဆိုတော့ဒါကဟိုကိုမကြုံမှုတဲ့ခါကျတော့ဒီလိုပဲထင်ပါပဲလေနော်။ကျွန်တော်လည်းအဲ့လိုပဲထင်ခဲ့မှုပါတယ်။ခွဲကြည့်လေးတဲ့စူးစမ်းကြည့်လေးတဲ့ကိုယ့်အတွက်ကောင်းနေပြန်ထည့်ထားလိုက်။မကောင်းဘူးဆိုလို့ရှိရင်မင်းပြောတဲ့အတိုင်းအချိန်တစ်ခုထိစောင့်ကြည့်နေပေါ့။ကျေးဇူးပါ။ဒါပေမဲ့ဒီပစ္စည်းကကျွန်တော်ပစ္စည်းမဟုတ်တော့သွားလုံရင်ကျွန်တော်လုံးလိမ့်မယ်ဗျာနော်။ ညီလေးရေးတဲ့အဲ့ထက်စာလို့ရှိရင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်ပေးပို့အဆင်ပြေပါလိမ့်မယ်တဲ့။သာသနာပြန်ပွားအောင်အကျိုးပြုတာနဲ့တူတူပဲလို့ယူဆပါရယ်။အဲဒီဘရာသားကိုလည်းကျေးဇူးတင်ပါရယ်။ဒါပေမဲ့ကျွန်တော်အကောင့်ကိုနည်းနည်းလေးဝင်ကြည့်စေချင်ပါရယ်။ကျွန်တော်ဘာတွေလုပ်ခဲ့လဲဘာတွေလုပ်နေလဲဆိုတော့နည်းနည်းလေးကြည့်ပြီးတော့မှဒီလိုကွန်မန့်မျိုးတွေမှတ်ပေးစေချင်ပါရယ်။သူပြောတာနှစ်ခုကဟုတ်ပါရယ်။တစ်ခုကတဲ့ဘသူဘသူဘသူစီမှာပေါ့နော်။နောက်တစ်ခုကတော့ Elon Musk စီမှာပါတဲ့။ဘရာသားဘလို့တည်သွားလဲ။ကိုလိုရာတောင်းပြီးသွားလို့ရှိရင်ပြန်ပေးဆက်ရတာမျိုးရှိလားဖြေပြီးပါရယ်အဲ့လိုမျိုးတခါမှမကြဘူးဗျ။ तू ကတလုံးကအစွမ်းရှိနေရပါတော့။အဲ့လိုမျိုး give and take တော့မရှိဘူးဗျ။ ရေတုံဖျားပြရိုက်ထဲမှာတခုရှိတယ်တဲ့ဘိုးထောင်ဖျားစံတော်တွင်ထဲမှာလည်းတခုရှိတယ်လို့ပြောတယ်ပေါ့နော်ဒါတော့ဒီ comment လေးကျွန်တော်ဖတ်ပြတော့ကျေးဇူးပါကျွန်တော်တို့ဒီလိုအပြူသဘောလေးနဲ့ comment မှန်ပေးရတူတူယောက်မချင် YouTube Facebook TikTok အမျိုးတွေအားလုံးကျေးဇူးတင်ပါတယ်ခုနမဲနဲ့ comment လေးပေါ့နော်ဘယ်သူဘယ်ဝါတော့ခေါ်ပေးပါဘယ်လိုလှုပ်ရှင်လို့ညာလို့လှုပ်ရှင်လို့မင်းကအဲ့လောက်ကြီးစွမ်းနေလို့ရှိရင်အဲခစ်ကာလာကြီးကိုဟိုလိုကြီးလှုပ်ပေးလို့မရဘူးလားဒီလိုကြီးလှုပ်ပေးလို့မရဘူးလားဟိုလိုကိုဟိုလိုလှုပ်လို့မရဘူးလားဒီလိုကိုဒီလိုလှုပ်လို့မရဘူးလားအဲအဲ့လိုမလုံနိုင်မင်းဟာကြီးကအတူကြီးပါကွာမင်းတို့ပြောတာတွေငါတို့မယုံဘူးဆိုလို့ရှိရင်လေဒါမိတ်ဆွေတို့သဘောပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါလေးကိုနည်းနည်းလေးပြင်ပြီးရှင်းပြပါမယ် လောကကြီးကကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းများဖြစ်နေမယ်ဆိုလို့ရှိရင်ဝိဇာကြီးတွေဝိဇာကြီးတွေဝိဇာကြီးတွေကလည်းဒီတိုင်းထိုင်နေမှာမဟုတ်ဘူးလေနော်ဒီလောကကြီးကိုတို့ကောင်းအောင်လုပ်ပြီးမှာပေါ့ဒီဖျားခုတိုင်ဟောခဲ့တာပဲလောကရန်၈ပါးရှိတယ်အကောင်းလောကရန်၄ပါးအဆိုးလောကရန်၄ပါးရှိတယ်လို့ဟောပြီးသားပဲအဲ့ကျွန်တော်တို့အမြင်နဲ့အကောင်း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 ကြီးပဲလိုချင်နေလို့မရဘူးလိုရိုက်တာတဲ့ဓလုံးရှိတဲ့ပုံကိုယ်တွေတောင်မှဒီလိုမျိုးမလုံနိုင်ကြဘူးဘာလို့မလုံနိုင်တာလဲဆိုတော့လောက်ခွင့်မရှိလို့တခါလေကြလို့ရှိရင်လူတယောက်ကဘုံမိကြတယ်ဆိုတာရှိဘုံမိကြတယ်ဆိုတာကျွန်တော်ဆရာတယောက်ပြောဘူးအဲ့ဒါဘာလဲဆိုတော့ လူတယောက်ကိုလောကကြီးနဲ့ပတ်သက်ပြီးတော့မင်းဆုံးမမှုပြန်ပြီးခံယူလိုက်အောင်မင်းနည်းနည်းလေးနောင်နာရအောင်လို့ပြန်နေလိုက်အောင်ဆိုပြီးတော့အဲပြောရရင်လောကကြီးကပြန်ပြီးတော့အပြစ်ပေးတာပြန်ပြီးဆုံးမပေးတာလို့ပြောတာပဲအဲ့တော့လူ့ဘဝမှာလည်းအနှိမ်မြေတက်ကြရှိနေမယ်ကျွန်တော်တို့လက်ရှိကြုံနေတဲ့ saturation တွေဆိုတာလည်းကျွန်တော်တို့သင်ခန်းစာတွေပေးနေအဲ့တော့အရာအလုံးဖြစ်ချိန်တယ်လို့ဖြစ်တာကြီးပဲဖះဟောတဲ့ဇကားကိုဒါတကယ်အလေးနဲ့ယုံကြည်ရဆိုလို့ရှိရင်အတိတ်မှာကျွန်တော်တို့တစုံတရာအမားတွေလောက်ခဲ့လို့ပြစ်ဆုတ်ပဲမှာကျွန်တော်တို့ဒီလိုရင်ဆိုင်နေရတာပဲဒါကတော့ အင်မတန်တကိုးကြီးရဲ့ရှင်မောက်ကလန်လိုပုံကိုကြီးတောင်မှဝကြွေးကန်ကြွေးရနေရှောင်းလွဲလို့မရခဲ့ဘူးလေနော်အဲ့တော့ကျွန်တော်တို့ကဘာကောင်နေမို့လို့လဲဆိုတော့ဒီလိုပဲကိုကိုကိုပြန်ပြီးဖြေသိမ်းရတော့ဗျာလက်ရှိ လက်ရှိဖြစ်တည်မှုလေးမှာကျွန်တော်တို့အကောင်းဆုံးရှင်သန်သွားမယ်အကောင်းဆုံးနေမယ်ဘာသာသာသနာယုံကြည်မှုလေးနဲ့ကျွန်တော်တို့အေးအချမ်းချမ်းလေးနေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေရဲ့ဒီလိုမျိုးအမုန်းပွားတဲ့ကုန်းမဲ့လေးတွေကနေကျွန်တော်မိတ်ဆွေစိတ်လေးလည်းထားရသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲအေးချမ်းကြပါစေမိမိကိုယ်ကိုကောင်းအောင်ရက်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီလိုကုန်းမဲ့ reply ပြန်လာလေးကိုကျွန်တော်နှုတ်ဆက်ပါတယ်ဒီညာတင်ကုတ်ဗီဒီယိုလေးကိုပြန်ပြီးတော့ကြည့်ကြည့်နေဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးအောက်မှာကျွန်တော် link လေးပြန်ပြီးတော့ချပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးပါကျွန်တော်တို့ page လေးကို like and share လုပ်ပေးပါကျေးဇူးပါဗျာ